မင်္ဂလာပါမင်္ဂလာပါအာကျွန်တော်ဒီနေ့အဓိကပြောချင်တာကအဲဦးမင်းအွန်လိုင်းပါနော်ဦးမင်းအွန်လိုင်းကဝတ်တောက်ကားတွေဖမ်းမှုနော်ပြောဆိုတာရှိတယ်ပေါ့တို့ပါတော့လည်းပဲဒီဒီဝတ်တောက်ကားတွေကိုဝတ်တောက်ကားရင်တစ်ခါဆက်ဆက်နေတယ်နော်အခုကျွန်တော်မနေ့ကဒီနေ့တနေ့ရထင်ပါတယ်နော်ဟိုမိုးညင်းမြို့ခလာရ15ရဲ့ဌာနခွဲမှုပေါ့ဗျာနော်ဘူကြီးစင်ထွက်လင်းရဲ့ ဒီလိန်ရှုပ်တော်ပုံကိစ္စပေါ့ဗျာနော်လိန်ရှုပ်တော်ပုံဒါကြံစီမှုပေါ့လိန်မိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားရယူမှုပေါ့ဗျာနော်အဲအဲ့ဒါနဲ့ပတ်သက်ပြီးအဲ့မှာပဲခင်ဗျားတို့ရဲ့တိုင်းလောက်ကကြီးတို့ရှုပ်ထွေးတာပဲဗျာဒီလားတိုင်းလောက်ကကြီးတို့ရှုပ်ထွေးပါလေအဲ့တော့အဲဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေကျွန်တော်ကျွန်တော်ပုံမှန်လည်းဝေဖန်မှုတွေပြင်ထန်ပါလေကျွန်တော်ပြောပြသွားပြီပဲကျွန်တော်ဒီစကားတွေပြောနေရတာရှင်းနာနာနဲ့ပြောနေရတာပါ ကျွန်တော်ဒီတက်မလို့လည်းရက်တည်သူပါအဲ့တော့တက်မလို့လည်းရက်တည်ရင်ပြောဆိုရင်းနဲ့ကျွန်တော်ခင်ဗျားတို့နဲ့တန်ရောစင်လဲတော်တော်လေးလဲရှိနေပါပြီအဲ့တော့တက်မလို့ထိခိုင်းမဲ့ကိစ္စမျိုးနစ်နာမဲ့ကိစ္စမျိုးဆိုလို့ရှိရင်ကျွန်တော်လုံးဝရှောင်ချင်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ policy မူဝါဒကအမှန်တရားဆိုရှင်ပြောပြောမှာဖြစ်တယ်လို့မတရားမှုမှန်သမျှမတရားမှုမှန်သမျှကိုကျွန်တော်စန့်ကျင်တိုက်ခိုက်ရမှာကျွန်တော်ရဲ့အမ်ကျွန်တော်ရဲ့ဗီဇပေါ့ဗျာနော်ကျွန်တော်ရဲ့ကျွန်တော်မူဝါဒလို့ပြောရမှာပေါ့ ဲ့တော့ကျွန်တော်မပြောချင်မှလည်းပြောရတာပါအဲ့တော့အာနည်းနည်းလေးနားလည်ပေးပါเนาะအဲ့တော့ခုရုံပါရုံပါဗျာလေအဲ့တော့ခုဖြစ်တဲ့ဖြစ်စဉ်မှာဒီအာဌာနခွဲဘူကြီးစင်ထွလင်းကသူ့ရဲ့တပတ်စင်နဲ့အဲတပတ်စင်နဲ့ကျွန်တော်တို့တငယ်အဲတငယ်ချင်းလို့လည်းပြောလို့ရတော့ဗျာနော်တပတ်စင်နဲ့သူရဲ့ရရှိပဲဒါသူတို့ဆိုလို့မရဘူးရလူတူတူပဲသူလည်းဘူကြီးဟိုကလည်းဘူကြီးပဲဗျာနော်တပတ်စင်နဲ့သူရဲ့ မျိုးသမီးကိုညာခေါ်သွားတယ်လို့ကြားသိရတာပေါ့နော်ညာခေါ်သွားဆိုတာကဘသူ့ကိုခေါ်ခိုင်းလဲဆိုတော့ခေါ်ခိုင်းတာကတက်ကြက်ကြီးခင်မောင်ထွေးကနေပြီးတော့အဲဒီအမျိုးသမီးကိုပေါ့နော်ထမင်းဆိုင်သွားကြမယ်ထမင်းသွားစားကြမယ်ပေါ့ဗျာနော်အဲဆိုလို့ကျွန်တော်ထမင်းသွားစားမယ်အဲထမင်းဆိုင်ကောင်းကောင်းလိုက်ပြပြီးဆိုတဲ့ပုံစံမျိုးဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ဒါသုံးသက်ကြည့်ရတော့ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ကမလေးကိုခေါ်သွားပါတယ်ခေါ်သွားတဲ့အခါမှာထမင်းဆိုင်မသွားဘဲနဲ့ စားတော့ဆိုင်တောက်စားတဲ့ဘီယာဆိုင်ကိုခေါ်သွားပါတယ်ဘီယာဆိုင်ကိုခေါ်သွားပြီးတဲ့အခါမှာတော့အဲကောင်မလေးနဲ့အတူတူတောက်စားတယ်တောက်စားပြီးတော့ပြန်လာတယ်ပြန်လာတဲ့အခါမှာဂိမ်းနစ်ပေါ့ဂိမ်းနစ်ဆိုတာဒီကျွန်တော်တို့ခလာရ15ဂိမ်းနစ်ကလည်းဝင်လာဝင်တဲ့အခါမှာစစ်တပ်ဆိုတာဗျအားလုံးကဝီသားစုလိုနေတဲ့အဖွဲ့အစည်းတွေနော်ခါလည်းညလုံးပေါင်းကညလုံးတိုင်းမှာဘယ်လိုခေါ်မလဲနေရာတိုင်းမှာညလုံးတွေရှိသလိုနေရာတိုင်းမှာနားတွေရှိပါလား အပြန်လာတဲ့ခါမှာဂိတ်နှစ်ကနေဝင်လာတယ်ဝင်တဲ့ခါမှာအဲကောင်မလေးကိုနေရာပြန်မပုတ်မနဲ့အရာရှိရိတ်တာကိုတန်းမောင်းသွားပါတယ်အရာရှိရိတ်တာကိုတန်းမောင်းသွားပြီးတော့ကောင်မလေးကလည်းမူးနေတဲ့အခြေအနေမျိုးဖြစ်ပါလိမ့်မယ်အဲ့အချိန်မှာကာမကြံစီမှုတွေဖြစ်ခဲ့တယ်ပေါ့ဗျာနော်ဖြစ်ဖြစ်တဲ့ခါမှာတော့ကောင်မလေးကတော်တော်အရှက်ရခဲ့ပါတယ်အရှက်ရတဲ့ခါမှာကောင်မလေးအနေနဲ့ကဒီကိစ္စကဘလို့မသိခံလို့မရမယ့်ကိစ္စမျိုးမဟုတ်ဘူးလေနော်အဲ့ဒီအတွက်ကြောင့်မလို့ကောင်မလေးက ိုင်မယ်တောမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့အခါမှာတယင်းမှုပေါ့နော်တယင်းမှုတယင်းမှုရဲ့ကတော်ပေါ့အဲသူကတယင်းမှုထထောင်မှာဒီဒီဒီစကားမှာပေါ့နော်ဒီဇလန်းမှာပေါ့နော်ဒီဇလန်းမှာသူကတယင်းမှုထထောင်မှာအာနာကြီးပြည်တယ်ဗျာဟုတ်လားအဲတယင်းမှုဇော်တန်းနိုင်တဲ့သူ့အမျိုးသမီးဒေါ်အေးအေးသိန်းနေပေါ့ဗျာနော်ဒေါ်အေးသိန်းကအကောင်မလေးကိုညှိတယ်အဲဒီကိစ္စကမတိုင်နဲ့ပေါ့နော်မတိုင်နဲ့မတိုင်လို့ရှိရင် ဝေသိန်း30နဲ့ညှိတဲ့အခါမှာတော့သူညှိမှာပဲသူရှုပ်မှာပဲပြဿနာပို့ရှုပ်ပြီးတော့ဒီအမှုကိုဒီပြဿနာကိုတောင်မာလေးရဲ့တောင်မာလေးရဲ့ယောက်ျားဘူကြီးကတိသွားတယ်အဲဘူကြီးကတိလက်တိသွားဘူကြီးကလုံးဝလုံးဝဘယ်သူလဲသူမရောက်ထီတာဓာကြီးပေါ့မရထီဓာကြီးပေါ့ဗျာနော်ဘူကြီးကတော်တော်အေးရလို့ကြားသေးရတယ်အဲ့တော့ဒီဘူကြီးကလုံးဝတီးမခံမဲနဲ့တိုင်ပိုက်တိုင်ပါလို့ဂျင်းနန်းကအထက်ကိုရောက်သွားတယ်ဂျင်းနန်းကိုအထက်ရောက်သွားတဲ့အခါမှာတော့ အာဘလို့ဒုတိုင်မှုကဥရဖားရနဲ့ဆင်းလာတယ်။ဆင်းလာပြီးတော့စပြီးတော့ညှိုးကြပါလေရော။စညှိုးတဲ့အခါမှာဘူကြီးကိုနော်ဒီကာမကြံစီခံရတဲ့အမျိုးသမီးရဲ့ဘူကြီးယောက်ျားပေါ့နော်ယောက်ျားဘူကြီးကိုအရှိန်အဟန်းကိုအတင်းပို့လိုက်ပါလေရော။အရှိန်အဟန်းတင်းပို့လိုက်တဲ့အခါမှာတော့အာကောင်မလေးကလည်းကောင်မလေးကိုလည်းတက်ကမောင်းထုတ်လိုက်တယ်။ကောင်မလေးကလည်းမှတနာစရာပါ။သူ့မှာအသက်ကြီး 6သက်60ကျော်မိခင်ရှိသလို3နှစ်သားရွယ်เนาะခလေးတယောက်လည်းရှိပါတယ်အခုတက်ပြင်ပါဗျာเนาะနေထိုင်နေရဘယ်လောက်ထိသူတို့မလုံမချုံဖြစ်မလဲဘယ်လောက်ထိအဲ့ဒီမှာကျွန်တော်ပြောမယ်ဆိုရင်အရန်ကိုစိုးတဲ့နေရာတွေပါเนาะပြည်သူဆက်လက်ရှိတယ်တက်လက်ရှိတယ်တကယ်တိုက်ပွဲတိုက်ပွဲတွေချိန်ကြီးဖြစ်လာနေတဲ့နေရာတွေပေါ့ဗျာเนาะအဲ့တော့ဒီမျိုးဒီမိမိခင်ဗျာမှာပြင်မာနေနေတာတက်မှာရှိတဲ့သူတွေအားလုံးကလည်းသူနဲ့လုံးဝမဆက်သွယ်ရဆိုပြီးတော့ အာဒီတယင်းမှုကတော်ပေါ့နော်တယင်းမှုကတော်အေးအေးသိန်းကချင်းချောက်ထားတယ်လို့ကြားသိရတယ်နော်ဒါမျိုးကြားသိနေရတယ်အတော်အေးသိန်းကလည်းဒီကိစ္စကကျွန်တော်မနေ့လောက်ကမနေ့ကပေါ့နော်ကျွန်တော်ပြောလိုက်တဲ့အခါမှာဒီသတင်းကတတော်လေးပြန့်နှံ့သွားတဲ့အခါမှာတော့တက်မှာချက်ချင်းလန်ငယ်ဒါပါခေါ်တယ်ဒါပါဆိုတော့မီတင်ခေါ်တော့ပေါ့ဗျာနော်မီတင်ခေါ်ပြီးတော့အဲသူတို့သတင်းကတော့အထက်ကို အဲကျွန်တော်ဒီ online ပေါ်မှာလည်းပြန့်နှံ့နေပြီဘလောက်ပဲပြန့်နှံ့ပြန့်နှံ့ပေါ့ဗျာလုံးဝခရီးမဆိုင်ပါဘူးတဲ့ဒီကိစ္စမှာဒီကျူးလွန်သူပေါ့နော်ဘိုလ်ကြီးစင်ထွတ်လင်းကမဝင်ခံတဲ့၍ဘာမှလုပ်လို့မရဘူးတဲ့မဝင်ခံအောင်လည်းပြောထားပြီးသားဆိုတဲ့ပုံစံမျိုးတွေအထိအဲပြောတဲ့အခါမှာတော့ဥပဒေနဲ့တရားဥပဒေနဲ့ကျွန်တော်တက်မလို့စိန်ခေါ်လိုက်တာပဲဗျာနော်အဲစိန်ခေါ်လိုက်တဲ့အခါမှာဒါကျွန်တော်ဒီပေါ့နော်ဒီတည်ငြိမ်မှုလည်းမရအောင်လည်းပြောချင်တယ်ကျွန်တော်ဒီကိစ္စခင်ဗျားတို့ ်မာပြည်တက်မှာเนาะကျွန်တော်တော်တော်များများသိပါတယ်အထူးသဖြင့်ခင်ဗျားတို့မုံညင်းကြောင်းလည်းသိပါတယ်เนาะကျွန်တော်နဲ့မဆိုင်တဲ့ကိစ္စကိုကျွန်တော်ဝင်ပြောလို့မရှိဘူးပြောလို့မပြောဝင်လည်းမပေါ့တော်တော်လည်းပဲမတရားကိမတရားခံရတဲ့ကိစ္စမျိုးတခုတော့ကျွန်တော်အနေနဲ့အပြောပေမဲ့ကျန်တာတွေကိုကျွန်တော်ထုတ်ဖော်မပြောချင်ဘူးအဲ့တော့တစ်ဖက်သားကအရင်နိုင်ကျင်လာလို့ရှိရင်တော့လေကျွန်တော်တို့ကရက်တည်မှုကြီးကြီးမားမားနဲ့ကျွန်တော်တို့ရက်တည်ရမှာပေါ့ဗျာနော်ဟိုကျွန်တော်မှတခြားရွေးချယ်စရာမရှိတော့ဘူးအဲ့တော့ဒီမျိုးသမီးလေးရဲ့ အဖြစ်ကခံလဲခံရသေးတဲ့အမျိုးသားကိုလည်းအခုရှေ့တန်းကိုလည်းပို့ထားသေးတယ်ဟဟလားအမျိုးသမီးလေးခင်ဗျာပါသူတက်ကလူတွေကလည်းဘယ်သူမှသွားပြီးမပတ်သက်နဲ့တက်ကနေပြီးတော့မောင်းထုတ်တဲ့အခါမှာလည်းသူများတွေကူညီချင်တာတော့မှပဲနော်တက်ကမိသားစုတိုင်းဝိုင်းအနေနဲ့ကုညီချင်တာမှာဘသူမှအကူအညီပေးလို့မရတဲ့အခြေအနေမျိုးထိတည်ရင်းမှုကတော်ရဲ့ဩဇာအာဏာကကြီးလွန်ပါလေနော်အားလုံးကရှောင်ကျင်တဲ့အခြေအနေကိုရောက်လာတယ်အဲ့တော့သူတို့မှတခြားရွေးချယ်စရာမရှိတော့ဘူးအဲ့တော့ဒီချင်းချင်းရမှာ တရားရေးရင်ဆိုင်သူเนาะတရားဆွဲသူဘိုလ်ကြီးပေါ့เนาะသူ့နာမည်တော့ကျွန်တော်မပြောချင်ပါဘူးအဲဘိုလ်ကြီးကဒီဒုတိုင်းမှုရဲ့ချိန်မောင်းမှုကိုလည်းခံရပါတယ်ဒုတိုင်းမှုရဲ့ချိန်မောင်းမှုခံရတဲ့အပြင်ကိုနောက်ထပ်ဘသူရဲ့ချိန်မောင်းမှုနဲ့တက်ဆွဲမှုပေါ့အမြောက်တက်ရဲ့တက်ဆွဲမှုကလည်းသူ့ကိုခေါ်တွေ့ရဂျီဝမ်အစ်စ်မှာဂျုံထဲမှာရှိပါတယ်ဂျုံထဲမှာရှိတဲ့အခါမှာခေါ်တွေ့တဲ့အခါမှာဘလို့ထိပြောလဲဆိုရင်စစ်တပ်မှာကိုမှန်တယ်ကိုမှန်နိုင်ကောင်းမှလည်းလို့မရဘူးလေ စစ်တပ်ဆိုတာဘာမှတ်နေလဲเนาะ65နဲ့အေးအေးယူပြင်မယ်ဆိုတဲ့ပုံစံမျိုးထိချင်းချောက်တယ်အဲ့တော့ခတ်တာကသူကဘာဘာနဲ့လားတဲ့ပြောဆိုတော့ပြစ်စာမဟုတ်ဟာတဲ့ဒီဒီလိုမျိုးပေါ့နော်အဒီလိုမျိုးစကားလုံးတော့မပြောချင်ပါဘူးဘာနဲ့ချင်းချောက်တယ်ရဲ့ပုံစံမျိုးစစ်သားကိုတနက်နဲ့သွားချင်းချောက်လို့ကတော့ဘယ်ဘယ်သူကလဲเนาะအေးစကားပုံတော့စကားပုံတော့ပေါက်ကြိုက်ဖြစ်ကုန်เนาะဟုတ်ပြီစစ် ။ငါတည်ရဲ့တိုက်ရဲ့ခိုက်ရဲ့လို့စစ်သေးဝင်လာတဲ့စစ်သားတယောက်ကို ထောင်လောက်နဲ့သွားမချင်းချောင်းတယ်လေ။တရားစွဲမှုလောက်နဲ့သွားမချင်းချောင်းလိုက်တယ်။အဲ့တော့ဟိုမျိုးသားကလည်းဘူကြီးကလည်းဘဲခံလေးလေးနဲ့တရားစွဲတာပေါ့။အဲတရားစွဲတဲ့အခါမှာတော့စုံခုံထိုင်ရပါကြီးရေနော်။စုံခုံထိုင်တဲ့အခါမှာနော်ဘူကြီးစင်ထွက်လင်းလာတော့အခုစုံခုံမှာထိုင်နေပြီ။အမျိုးသမီးကိုလည်းစစ်ပါတယ်နော်။အမျိုးသားပြောအခုတရားစွဲတဲ့တရားစွဲတဲ့ဘူကြီးကတော့ အဲဘလို့ခေါမလဲရှည်တန်းပုတ်ခန္ဓာအတိတ်ကျပုတ်ခန္ဓာလာပါနော်ရှည်တန်းပုတ်ခန္ဓာရှည်တန်းတွေလာပြန်ပြီးတော့အမှုတော်မှာရင်ဆိုင်လို့မရဘူးအဝေးရောက်ဘလို့ခေါမလဲဆိုရှင်ကျွန်တော်တို့ရှင်းလင်းချက်ပေါ့အဝေးရောက်ဟိုဆွဲဆူချက်ပုံစံမျိုးနဲ့ပဲအဲစုံဖုံမှာအဖြစ်နေတယ်ပေါ့ဗျာအဲ့တော့နာဒီကိစ္စမှာဦးမင်းအွန်လိုင်းမှာပြဿနာပါတယ်နော်ဦးမင်းအွန်လိုင်းလို့ပါပြဿနာရှိရခဏစားကျွန်တော်တေချာပြောဟုတ်တယ်အဲ့တော့အဲဒီစုံခုံရဲ့ပေါ့နော် အာဆုံးခုံးမှာအခုဘသူကတာဝန်ယူထားလဲဆိုလို့ရှိရင်တော့အာဘယ်ခေါ်မလဲဥက္ကဋ္ဌက208ရက်အမှတ်208ရက်เนาะအဲဘယ်ခေါ်မလဲဆိုတက်ရင်မှုအမြောက်တက်ရဲ့တက်ရင်မှုကသူကဆုံးခုံးဥက္ကဋ္ဌပြဥဝင်နိုင်ပေါ့เนาะဒုရဘုံမူကြီးဥဝင်နိုင်ကဆုံးခုံးဥက္ကဋ္ဌဖြစ်တယ်အဲသူကနေပြီးတော့ဟုတ်ပြီငါတို့ဆုံးခုံးမှာဆုံးခုံးမှာဘယ်ခေါ်မလဲဆိုအချက်လက်တွေယူမယ်အမျိုးသမီးငယ်စီကအချက်လက်ကိုယူတယ်เนาะအပြီးတော့လို့ရှိရင်ကျွန်တော်တို့ မျက်မြင်သက်တည်တွေစရာအချက်လက်ကိုယူတယ်ဟုတ်လားပြီးတော့အရာရှိစရာအချက်လက်ယူမယ်ဆိုတဲ့ခါကျတော့အရာရှိကရှေ့တန်းမှာလုံများနေတယ်တဲ့အရာရှိလာလို့မရဘူးဆိုတဲ့ပုံစံမျိုးနဲ့ရှေ့တန်းမှာဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ပူကြီးကိုလုံးဝရှေ့တန်းနဲ့နောက်ကိုလုံးဝပြန်သူတို့ကသူတို့ဆိုလိုချင်တာသူတို့ဟာသူတို့ဆွဲမယ်သူတို့ကသူတို့စုမယ်သူတို့ကသူတို့ပြောမယ်သူတို့ကသူတို့စီရင်ချက်ချမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာအဲ့တော့အတော်တော်လေးအခြေအနေတွေအဲစိုးနေတယ်ပေါ့ဗျာနော် အဲတက်တေတွေယူတဲ့ခါမှာလဲတက်တေကနှစ်ယောက်ရတယ်ဗျာဒီကတက်တေသူတို့ပြန်လာတဲ့ခိတ်ကဆွမ်းဆွမ်းလာပြေးသွားပြီနေရတိုင်းမှာနားရရှိသလိုနေရတိုင်းမှာမျက်လုံးတွေရှိပါတယ်စစ်တပ်မှာအဲ့တော့ဂိတ်ကနေဝင်လာတဲ့ခါမှာအဆောက်နှစ်ယောက်ပေါ့နော်ဂိတ်ဆောက်နှစ်ယောက်ကတွေ့တယ်ဂိတ်ဆောက်နှစ်ယောက်ကတွေ့တဲ့ခါမှာတက်တေအဖြစ်နဲ့အဲ့ဂိတ်ဆောက်နှစ်ယောက်ကိုခေါ်တဲ့ခါမှာနှစ်ယောက်စလုံးမရဘူးတယောက်ကတော့အရှိတန်းကိုအတင်းပို့လိုက်တာနောက်တစ်ယောက်ကတော့ ီအမျိုးသမီးဘက်ကနေပြီးတော့မတရားလို့ရက်တည်မိတဲ့အတွက်ကြောင့်ပေါ့လေအခုအဲ့တယောက်ကထွက်ပြေးသွားပြီးပြေးသွားတဲ့သူရဲ့နာမည်ကိုကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့နော်အမ်တက်သားမျိုးထက်ကတော့အခုရှေ့တန်းရောက်သွားပြီရှေ့တန်းကိုလိုက်တယ်ကိစ္စကဘောကနေလဲရှေ့တန်းရောက်ပါနော်အဲ့တော့တက်သားရွှေအောင်ကတော့ပြေးပြီဘာကြောင့်လဲဆိုတော့ဒီအမျိုးသမီးဘက်ကရက်တည်မိလို့တယ်နော်အဲ့တော့ဟာတော့လောက်ချင်တယ်လို့လောက်ချင်တယ်လို့လောက်နေတာပဲကနော်အတော်တော်လေးအံ့ဩတယ်ကျွန်တော်ရေနံနာနဲ့ပြောရအောင်နော်ကျွန်တော်ဒါတစ်ဖက်လဲတက်မလို့သားပဲ တစ်ဖက်ကလည်းတက်မလို့သားပဲတစ်ဖက်ကလည်းတက်မလို့ကြီးပဲဒီလိုကိစ္စမျိုးကိုကျွန်တော်အနေနဲ့ပြပြလေးလေးနဲ့ပြီးစီခြင်းပဲမဲ့အခုကပြပြလေးလေးနဲ့ဘလို့မှပြီးလို့မရတဲ့ပုံစံမျိုးတွေဖြစ်သွားတယ်အဲ့တော့ဘာကြောင့်မို့လို့เนาะဒီထားလောက်ပဲမှုဘိုလ်ကြီးစင်ထွက်လင်းကိုဒီလောက်ထိကာကွယ်နေရတာလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်တဲ့အခါမှာဘိုလ်ကြီးစင်ထွက်လင်းရဲ့အမျိုးသမီးเนาะအမျိုးသမီးအတော်မှုတော်ဖလိုက်မှုတပ် ဒေါ်လိုင်းမှုတက်ကအဲဘယ်လိုခေါ်မလဲစနကျွန်တော်ပြောသလိုဒုတိယဘူဂျုံဒုတိယဘူဂျုံကြီးနော်ပန်းလိုင်းရဲ့တမီးဖြစ်နေပါဒါနဲ့ပတ်သက်ပြီးငင်းခုံလာဟာဒုတိယဘူဂျုံကြီးတန်းလိုင်းမှာတမတ်တော့မရှိပါဘူးဆိုတော့အငင်းခုံမှုတွေကျွန်တော်တွေ့ရပါတယ်နော်ကြားသိရတယ်ကြားသိတဲ့ခါမှာအဲ့တော့ကျွန်တော်အနေနဲ့ကလည်းပို့ပြီးတော့တိကျဖို့ညောင်မြစ်တွေရှောက်တူးရတော့ကြာနော်ညောင်မြစ်တွေရှောက်တူးတဲ့ခါမှာပေါက်တွေပေါ်ပါလေ ပေါ်ပါကျွန်တော်ကကျွန်တော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 င်းရင်ရှိပါတယ်အန်ဒီလည်းကြီးပါတယ်ကျွန်တော်တွက်ကနော်ဒီတရားလေးကြောက်လာဖမ်းမှပြောလို့မလားဟာဒါလည်းနံပါတ်၁ချက်စဉ်းစားစရာဖြစ်တယ်ကျွန်တော်နောက်တစ်ခုကတော့ကျွန်တော်ဖမ်းတာစီးတာကိုကျွန်တော်အဲ့လောက်ထိရင်မခုန်ပါဘူးကျွန်တော်ဖမ်းဖမ်းလို့ရပါတယ်ဖမ်းစီးလို့ရပါတယ်ပြောပါတော့ကျွန်တော်ဘာကိုရင်ခုန်လဲဆိုလို့ရှိရင်တက်မလို့သားလေးနော်ကျွန်တော်ပုံမှာအမြင်ဆောင်ကုန်မှာတက်မလို့အပိထောက်ခံသူတွေအမြင်ဆောင်ကုန်မှာနော်ဒါကိုတော့ကျွန်တော် ရောင်းဆိုရင်ပါလေတော့ပါတော့လည်းပဲကျွန်တော်ဘာကြောင့်မို့ပြောရတယ်ဆိုတာအမှန်တရားကိုချင်းမြန်လို့သူတိုင်းသိမှာပါเนาะအဲ့တော့အာဥတန်းလိုင်းရဲ့တမီးမှာယောက်ျားမရှိပါဘူးဆိုပြီးတော့ကြားသိရတဲ့အခါမှာအာကျွန်တော်အနေနဲ့ဆက်လက်ပြီးစုံစမ်းတဲ့အခါမှာဥတန်းလိုင်းမှာတမတ်ရှိသလားမရှိသလားဆိုတော့ဩတေချာစဉ်းစားကြည့်ကဒီအမျိုးသမီးကဥတန်းလိုင်းရဲ့တူမအရင်တူမအရင်ဒါပေမဲ့မွေးစားထားလိုက်တဲ့ပုံစံမျိုးဖြစ်သွားတဲ့အခါကျတော့ တမီးပေါ့တမီးပုံစံမျိုးတမီးရင်းလိုမျိုးမွေးစားလိုက်တာအဲထပ်ပြီးပေါ်လာတယ်ထပ်ပြီးပေါ်လာဒီမျိုးကြီးကိုမွေးစားထားလိုက်တယ်မွေးစားထားတဲ့အခါမှာတူမကတမီးဖြစ်သွားတယ်အဲ့တော့သူကိုယ်တိုင်ကလည်းငါ့အဖေကဥသန်းလိုင်းဥသန်းလိုင်းဥသန်းလိုင်းဆိုတဲ့ခါကျတော့ဆိုတဲ့ခါကျတော့ဘသူမှမထီရဲမပြုတ်ရဲမပြောရဲပုံစံမျိုးကြီးဖြစ်လာအဲ့ဒီအချိန်မှာဝတ်တော့ကားပြဿနာဆပါပြီဆပါအမေ online ကတော့ဝက်တော့ကားတွေဖမ်းပါတဲ့ဒါပေမဲ့ခင်ဗျားဝက်တော့ကားတွေကိုเนาะခင်ဗျားဖမ်းပါဆိုတော့ဦးမင်း online เนาะ အဖရေလို့ပြောမှာပေါ့နော်အဖကတော့ဖန်းခိုင်းတာပဲအဲ့ဒီဖန်းခိုင်းတဲ့ဖန်းတော့ဖန်းလို့ဖန်းလို့ရမှာပေါ့လေဒါပေမဲ့လမ်းတစ်လျှောက်လုံးမှာဒီဝတ်တော့ကားကိုဘသူကားလို့သာပြောလိုက်ပါဘသူမှတော့ကံမရပါဘူးပြပြသလဲနဲ့တခါတည်းဟိုဆက်ပြနေတာဝိုင်းတုံးမိမဲ့ခြေလေးမျိုးဖြစ်ပါဥသားလိုင်းဒါဥသားလိုင်းရဲ့ကားဆိုပြီးတော့သူတို့စီမဲ့ကားကိုတက်ကိုယူလာတဲ့အခါမှာအလမ်းမှာဥသားလိုင်းရဲ့ကားဟာဝတ်တော့တွေဝီတက်တွေဘာတွေဘာမသိချင်ဘူးဥသားလိုင်းဆိုတာနဲ့ဝီတက်လည်းဖြစ်တယ် နော်လိုင်စင်လည်းဖြစ်တယ်တနိုင်ငံလုံးရဲ့လိုင်စင်လည်းဖြစ်သွားပြီးတော့အဲ့ဒီကားကိုအဲ့ဒီမှာအဲ့ဒီမှာအဲ့ဒီပြဿနာတွေစပြီးကျွန်တော်သူနဲ့ဘာတော်တယ်လဲဆိုတော့ကျွန်တော်ပြန်ပြီးတော့လိုက်လာတာပါနော်လိုက်တဲ့အခါမှာတော့ကွက်ကွက်ကူးငင်မိပါတယ်ဥမင်းအွန်လိုင်းထဲမှာသွားညိတာပါနော်တိုင်းလောက်ကတိုင်းလောက်ကရှုပ်ထွေးလာဥမင်းအွန်လိုင်းထဲမှာသွားညိတာပါနော်ဥမင်းအွန်လိုင်းအဲ့တော့ဒီကိစ္စကတော့အခုအချင်းညမှာရှင်းကြပါကြာနော်အဲကျွန်တော်ကတော့ ဥဒန်းလိုင်းနဲ့ဘာမှမတော်ဘူးပေါ့နော်ဟိုဘာမှမတော်ဘူးဥဒန်းလိုင်းမှာတမန်မရှိဘူးဆိုတဲ့ကိစ္စကိုကျွန်တော်လိုင်းရင်းနဲ့မှအာကျွန်တော်ဆက်လက်ပြီးတော့အဲထုတ်ပေါ်တွေ့ရှိလာတော့နော်ရှာဖွေတွေ့ရှိလာရတယ်အဲ့တော့ဒီအမ်ဒီကားတော့အဲ့မှာရောက်နေမေယုံရှိတော့ပြောင်းသွားပြီးတော့အဲဆစ်ဆေးကြည့်ပါနော်အဲဆစ်ဆေးကြည့်လို့ရတယ်အဲ့တော့ဒါကြောင့်မို့လို့သူတို့ ဟိုဘလို့ခေါ်မလဲဆိုလို့ရှိရင်အကာကွယ်အကာကွယ်တွေပေးနေတာပေါ့ဒီမျိုးသားပေါ့နော်ဒီမျိုးသားဘူကြီးစင်ထွက်လင်းဟာဘူကြီးစင်ထွက်လင်းရဲ့တမိုင်းကိုကျွန်တော်ဆက်လက်လေ့လာကြည့်တယ်ဒီတိုင်းနေလို့မရဘူးဗျာနော်ကျွန်တော်ကလည်းကျွန်တော်ကိုမေးလာတယ်ကျွန်တော်ကိုယ်တိုင်ပေါ့နော်ဒီကိစ္စမျိုးပြောတဲ့အခါမှာကျွန်တော်တတိချာချာကိုယူဆိုင်ပြီးတော့လေ့လာပါတယ်လေ့လာပါတယ်အဲဘဒုဘလူမမနစ်နာစေချင်ဘူးကျွန်တော်ပြောပြသွားပြီဒီလိုမျိုးစကားတွေကိုကျွန်တော်ရှင်းနာနာနဲ့ပြောနေရတာပါကျွန်တော်မပြောချင်ပါဘူးเนาะမပြောချင်မပြောနေရဆိုတော့ကျွန်တော်ယုံကြည်ပေးပါမယ်เนาะ ြောတဲ့စကားလုံးစကားလုံးတိုင်းမှာကျွန်တော်ရင်နာပါတယ်နော်။အားကြောင့်ဆိုတော့အားလုံးကစစ်တီတယ်နော်တက်မလို့ကျွန်တော်ခင်ဗျားတို့နဲ့ပြောယူပါခင်ဗျားတို့နဲ့ရက်တင်ရက်တင်နဲ့ကျွန်တော်ခင်ဗျားတို့ကိုတန်အောင်စေရှိလာတယ်စစ်တပ်ကတန်အောင်စေတယ်အများကြီးပုံကြီးကြီးလာတယ်ဗျာသိလား။အဲ့တော့သူပါတော့လည်းပဲကျွန်တော်ရဲ့မူဝါဒကနော်မတရားမှုဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီ slice ဆပြောတယ်ကျွန်တော်ပြောခဲ့ပါရနော်ကျွန်တော်ဘာကြောင့်မလို့စက်တက်နဲ့ရက်တည်ခဲ့တာလဲမတရားမှုအဲ့ဒီနီပိန်းတိုက်ကနေပြီးတော့ နော်အမြင်မတူတဲ့သူတွေမတရားမှုလုပ်နေရင်ခင်ဗျားတို့ ਨੇ ရက်တီးနေတဖြည်းဖြည်းတဖြည်းနဲ့ခင်ဗျားတို့ ਨੇ တစ်ခွဲတည်းဖြစ်သွားတယ်နော်အဲ့ဒီမတရားမှုအဲ့တော့ကျွန်တော်ရဲ့ဒီစားကမတရားရင်ကျွန်တော်အနေနဲ့ပြောရမှာပါအဲ့တော့အခုလည်းမတရားမှုဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့မူဝါဒကိုတော့ကျွန်တော်မလုံးပါနော်ရိုက်ချိုးလို့ရမှာမဟုတ်ဘူးအဲ့တော့အခုမတရားမှုမှာအဲကျွန်တော်ပြောတာပါနော်ဟုတ်ဘူးကြီးစင်ထွက်လေတမိုင်းကိုကျော်ဆက်လက်လေ့လာပါလေလေ့လာဒီပုဂ္ဂိုလ်ကလည်းခေတဲ့သူတော့မဟုတ်ဘူးဗျာသူကဂျီ3ပဲလုတ်ခဲ့ဘူးလားပဲเนาะ ြည်သွေးဆိုတာဟိုကြည်သွေးတနက်လောက်တာမဟုတ်ကြည်သွေးဆိုတော့အဆင့်ရှိသေးတာပေါ့နော်အဲ့တော့အဲ့ဒီအချိန်ကလည်း KDP ကအမျိုးသမီးတယောက်ကိုတက်မှာခေါ်အိတ်တယ်နော်ခေါ်အိတ်တဲ့အခါမှာအဲ့ပြဿနာလည်းအာကြီးကြီးမားမားဖြစ်သွားတော့သူ့ကိုနေရာရွှေ့ပလိုက်ရတယ်ဗလာတဲ့ဇာနေတယ်နော်အခုလည်းလွယ်လွယ်နဲ့ပြီးသွားမှထင်ပြီးတော့နော်အမျိုးသမီးတယောက်ကိုဒါမျိုးဒါမျိုးဒါမျိုးပေါ့နော်ဟိုလိမ်မိုင်းဆိုင်ရာ အကျံဖတ်ရယူလိုက်တယ်ပေါ့နော်။လိန်လိန်ညာပြီးရယူလာလားအကျံဖတ်ပြီးရယူလာလား။ဒါမှမဟုတ်ရှင်လည်းလှဲစားပြီးရယူတာအရမူးအောင်တိုက်ပြီးတော့ဆိုတဲ့ခါကြောင်လေနော်။အဲ့တော့အဒီအချင်းအရာမှာကြည့်ရတာပေါ့ဗျာနော်။အဓိကကတော့မလဲပဲနဲ့ဝင်ရှုပ်တဲ့ဒီတည်ရင်မူရဲ့ကတော်ပေါ့ဗျာနော်။တော့အေးအေးသိမ်းကတော့ပြဿနာဖြစ်လိမ့်မယ်။ဘာကြောင့်လဲဆိုတဲ့ခါကြတော့စစ်တပ်ကိုသူတို့ရှော့တက်တာကိုမိမ့်ပါလေ။စစ်တပ်မှာနော်စစ်ဥပဒေမှာ စစ်စည်းကမှယာလို့မရှိဘူးဆိုတော့တို့မသိဘူးထင်တယ်နော်အဲ့တော့စစ်တပ်တရလုံးစော်ကားဖို့တော့ခင်ဗျားတို့မစင်စားပါနဲ့နော်အမှန်တရားကိုစော်ကားဖို့မစင်စားနဲ့အဲ့တော့မလဲပဲနဲ့ရှုပ်ခဲ့တယ်အဲ့တော့ကျွန်တော်အနေနဲ့ကဒီပြဿနာနဲ့ဆိုင်တာပဲကျွန်တော်ပြောချင်နေမှာတခြားပြဿနာတွေတူရင်စော်ရင်တူရင်စော်ရင်နဲ့နော်တူရင်စော်ရင်တူရင်စော်ရင်ကျွန်တော်သိရှိထားတာအများကြီးပဲဒါပေမဲ့ကျွန်တော်မပြောလို့ပါဘူးမပြောချင်ဘူးဘာကြောင့်မပြောချင်လို့ရှိရင်ကျွန်တော်ပြောပြသွားမယ်ကျွန်တော်နဲ့မဆိုင်တဲ့ကိစ္စတွေမှာကျွန်တော်မပြောဘူးကျွန်တော်ဆိုင်ကျွန်တော်နဲ့ပတ်သက်တဲ့ကိစ္စကမတရားမှု အဲ့လိုမျိုးတရွာလုံးနဲ့တစ်ဖွဲ့ခံနေရတာပြောဆိုလို့ရှိရင်တော့ကျွန်တော်ခင်ဗျားတို့ကြိုက်တယ်လို့ကိုဘမောင်ကိုထိုင်ဆဲနိုင်တယ်နော်ရောက်လာရင်လည်းဖမ်းနိုင်တယ်နော်ခင်ဗျားတို့လာလည်းဖမ်းနိုင်ပါလေနော်ဒါပေမဲ့တော့မတရားမှုတွေကတော့ကျွန်တော်ကိုယ်တိုင်ခါသေးတယ်ကျွန်တော်ကြားလည်းခါသေးတယ်ကျွန်တော်လုပ်လည်းခါသေးတယ်သူများလုပ်လည်းခါသေးတယ်ကိုပြည့်စုံရှိမှမြင်အောင်မနေတတ်တာပြည်လားအဲ့တော့ဟုတ်ပြီဒီချင်းရောက်ဇက်ပေါင်းကန်းကိုပြန်စမယ်ဆိုရင်ခါလာရ15နော်ခါလာ15ရဲ့ဒီအရာရှိတယ်ရင်မှုရဲ့ကတော့နော် ဒါပါဘောင်ခေါ်လိုက်တယ်ဒါပါဘောင်နှစ်နာရီကျော်ကြာတယ်ပေါ့နော်အဲ့ဒါပါဒါပါမောင်မကချင်းချောက်လိုက်တယ်အားလုံးပေါ့နော်အဲ့တော့ဒီကိစ္စမှာသက်တည်တွေတွေ့ရှိထားတာကဘယ်လိုလဲဆိုလို့ရှိရင်အခုကြာရပါကဘယ်လိုဖြစ်လဲတရားခံကတော့အခုအစွဲခံတာတရားခံကတော့ဗိုလ်ကြီးစင်ထွက်လင်းပေါ့နော်အဲသူနဲ့သူသူတပည့်ဖြစ်တဲ့တက်ချက်ကြီးခမောင်ခမောင်ထွေးအဲခမောင်ထွေးကကားနဲ့ခေါ်ပေးတယ်နော်အဲကားနဲ့ခေါ်ပေးပြီးတော့ဒီရသောတောက်ကြတယ်ဒီရသောတောက်ပြီးတော့ပြန်လာတဲ့ခါမှာဂိတ်နစ်ကလည်းဖြတ်လာတယ်ဖြတ်လာတဲ့ခါမှာ တသားနှစ်ယောက်ကတွေ့တယ်တွေ့တဲ့နှစ်ယောက်ကလည်းမျက်မြင်သက်သေဆုံးခုံမှာထွက်ဆိုရမယ်ဆိုတော့ခြေတန်းကိုတယောက်ကိုကိုးလိုက်တယ်နောက်တစ်ယောက်ကတက်ကထွက်ပြေးသွားရပြီသူတို့နှစ်ယောက်ရဲ့နာမည်တွေကနော်အဲသူတို့နှစ်ယောက်ရဲ့နာမည်တွေကဆိုတော့ကျွန်တော်ပြောသလိုအဲတသားရွှေအောင်ပြီးပြီနော်တသားမျိုးထက်ခြေတန်းရောက်သွားတယ်ဘူကြီးကလည်းခြေတန်းကိုရောက်သွားပြီအဲ့တော့ထပ်ပြီးကြားသိနေရတာကတော့လေအရာရှိ ေကရှေ့တန်းမှာအခုတောင်းရနေမဲနေရလို့ပြောတယ်မဲနေဆိုတာမျိုးကစစ်တီတွေကိုဘာကြောင့်မဲနေတော့မသိဘူးဆက်ဆက်မှုရှိလားမရှိလားတော့မသိဘူးအဲဒီပေါ့တရားဆွဲဆိုတော့ဘူကြီးရှိတဲ့ရှေ့တန်းမှာမဲနေရောက်ကြတယ်မဲနေဆိုတာဖီအားပေးနေတယ်ပေါ့ဗျာအဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့အဲဒီကိစ္စကဝတ်တော်ကားကိစ္စနဲ့ပတ်သက်ပြီးတော့မှဦးတန်းလိုက်နဲ့ဘာတော်တယ်လဲဆိုတော့ကျွန်တော်တို့ကဆက်လိုက်ပြီးစုံစမ်းရရှိတာပါ အဥသလိုက်တဲ့ဘာတော်လဲဆိုဥသန်းလိုက်တဲ့ဥမဲအောင်လိုက်တဲ့ကဘလို့သွားညိလဲဆိုတော့သွားကြည့်ရသွားမြင်တော့နော်အဲဝက်တော့ကကိစ္စနဲ့ကြတော့သူတို့နှစ်ယောက်ကတတွဲလဲဖြစ်သွားတာပေါ့နော်တတွဲလဲဖြစ်သွားတယ်အဲ့တော့သူသူ့ရဲ့သူမအရင်လည်းဖြစ်နော်သူသမီးဖြစ်မွေးစားထားတယ်သူသမီးပါဆိုပြီးတော့တက်မှာပြောနေဆိုနေရရင်လည်းရှိရတဲ့ကြောင့်မလို့ဦးတန်းလှိုင်းကတော့ဘာမှဟုတ်သည်ရှိမဟုတ်သည်ရှိနော်သမီးမိုက်လေးပဲမွေးစားမိသလားဒါမှမဟုတ်လို့ရှိရင်လည်းအာကူရမဲ့သမီးလေးပဲမွေးစားမိလားမသိဘူးအဲဒီပုံစံမျိုးဖြစ်နေတယ် တော့အခုလောလောဆယ်ဒီပေါ့ဘူကြီးရဲ့မြို့သမီးဟာတက်ပြင်မှာကြောင်ရုံမှုများစွာနဲ့နေထိုင်နေရတယ်ပြီးတော့ဟိုဘလိုခေါ်မလဲဆိုရှင်တရင်မှုကတော်ကိုယ်တိုင်ကိုကတက်ထဲမှာဟိုဒီဘူကြီးနေရာမှာပေါ့ဘူကြီးရဲ့စုံလုံးထိုင်တဲ့အခါကျသူ့နေရာမှာအရာရှိအစားထိုးတာတိုင်းရှိတယ် မပတ်သက်ဖို့เนาะဒီမျိုးသူကြီးကိုဝိုင်းကျင်ဖို့ဝိုင်းဖယ်ကျင်ဖို့ဆိုသည့်ဆိုတဲ့အထိလောက်ထားတာရှိတယ်။အဲတခြားပေါ့เนาะဂိမ်းလေးရှိကဂိမ်းမှာဘလို့ကောက်တယ်။เนาะနေ့ခဏခဏစကားတစ်ခါပြောလိုက်မယ်။ဆနာ2ယောက်ထွက်ပြီးတော့အဲဆင်းရဲတေချာတင်အောင်เนาะဟောလို့ဆိုရှင်ဒီထက်ပိုတဲ့ဟာတွေထပ်လာမယ်။ဟုတ်လို့ဆိုရှင်အဲ့ဒီတယောက်ထွက်ပြီးသွားပြီ။အဲ့ဆေးရတက်ပြေးဖြစ်ကြောင်းကိုတင်မှာ။ဟုတ်လို့ဆိုရှင်အဲ့ဒီအဲ့ဒီတယောက်ကလည်းကျွန်တော်ဆက်လက်တူးဆွားပါလိမ့်မယ်။တူးဆွားလို့ထပ်ပေါ်လာရင်မပြောချင်ဘူး။เนาะကျွန်တော်တက်နိုင်ငံနဲ့စည်ရေးတဲ့အရေးကြီးတဲ့အကိစ္စတွေလည်းပြောချင်တယ် ဘလို့ပြုတ်ထားတယ်ကျွန်တော်စီကြရောက်လာတယ်နော်ကျွန်တော်တို့အရေးကြီးတာတက်မလို့သားတွေတိုက်ပွဲဖြစ်နေတယ်အမှန်တိုင်းသိစေခြင်းနဲ့တက်မလို့သားတွေဘယ်ခေါ်မလို့ရှိရင်စည်ရေးမှာအခက်ခဲတွေပြည်လည်စေခြင်းနဲ့နော်ရန်သူကိုအနိုင်ရစေခြင်းနဲ့အသာစီးရစေခြင်းနဲ့ဒါတွေပဲကျွန်တော်စိတ်ဝင်စားခြင်းနဲ့တူပါတော့လဲပဲကျွန်တော်မှာမဖြစ်မနေနော်ဟိုမတရားမှုဆိုတဲ့ခါကျတော့ပြောပြရနော်ဒါနဲ့စည်ရေးတွေပတ်သက်ပြီးတော့ကျွန်တော်ပြောခြင်းနဲ့ပြောခြင်းဆိုရင်မဲ့ကျွန်တော်အားလုံးမေးမယ်ဗျာနော်ဒီခါလည်းမေးပြရစီ မများတို့ဟိုကျွန်တော်ကဖားပြီးတော့ lobby လုပ်တယ်ဖားတဲ့တဲ့နားထောင်ကြလားအရှိကိုအရှိတိုင်းနားထောင်ကြင်သလားအဲ့ဒါတစ်ခုကျွန်တော်ကို comment မှာတစ်ချက်ရေးပြီးနော်အဲစစ်သားတွေလည်းရေးပြီးနော်ခင်ဗျားတို့ကိုယ်တိုင်ရေးပြီးနော်အဲ့တော့ဘာကြောင့်လဲဆိုလို့ရှိရင်တစ်ခါကြောက်လို့ရှိရင်ခင်ဗျားတို့အဲ့စစ်တက်ကပဲလာဆဲတယ်ကျွန်တော်ကပြောတာဟာဘယ်ရေးမှုကြတယ်မဖြစ်နိုင်တာတွေလည်းဟုတ်တာဆိုပြီးတော့ကျွန်တော်လာပြီးဆဲတာရှိတယ်တကယ်တကယ်တက်ရေးတယ်မှလည်းကျွန်တော်ချပြရင်အပြည့်စုံလာစအောင်နော်အဲ့တော့သိကျင်လားနော် အဲကိုကကျွန်တော်တို့ဗျာဟိုကျွန်တော်စိတ်တက်ကြရင်စိတ်တက်မြင့်တင်မှုလေးပဲပြောအဲဘယ်လိုပေါ့မဆိုလို့ရှိရင်ပြောပါကျွန်တော်ကအမှန်တရားကနေစိတ်တက်မြင့်တင်တာကမှန်ကန်တဲ့စိတ်တက်မြင့်တင်မှုဖြစ်တယ်နော်ဟို lobby ဆန်တော့ပေါ့နော်အဲ့ဒီကြတော့ကျွန်တော်လည်းလုံမှာမဟုတ်ဘူးကျွန်တော် lobby မဟုတ်ဘူး lobby လောက်ရတဲ့အဆင့်လည်းကျွန်တော်မှာမရှိပါဘူးနော်အဲကြောင့် lobby ဒါသူကသူသူမှာအဆင့်ရှိတယ်ကျွမ်းကျင်တဲ့အဆင့်ရှိတယ်ကျွန်တော်က lobby လုပ်ဖို့လည်းမကျွမ်းကျင်ပါဘူးနော်မကျွမ်းကျင်ပါဘူး ကျွန်တော်ဘယ်သူမျက်နှာမှလည်းထောက်ဆရာမလို့ပေါ့ကျွန်တော်ထောက်တာအမှန်တရားမျက်နှာနဲ့ခင်ဗျားတို့ပေါ်ရှိတော့တန်ရောစင်မျက်နှာပဲကျွန်တော်ထောက်ပါတယ်ကျန်တော့ကျွန်တော်မထောက်ဘူးเนาะအဲ့တော့ကျွန်တော်စီကတော့ချစ်ရှိအတိကျွန်တော်သိသမျှပဲကျွန်တော်ပြောပါမယ်ခင်ဗျာเนาะအဲ့တော့ဟုတ်ပြီ